ရုံးမမင်္ဂလာပါကျွန်တော်ဒီနေ့ပြန်ဆက်ပေးသွားမယ့်အကြောင်းအရာလေးရတော့ဒီကျွန်တော်တို့ဒီ free don free don no free usdt တို့ free usdc တို့ရတဲ့ခင်းကြီးပေါ့နော် wifi ပိုင်းလည်းอืมပြေးချရတယ်မလို့ပဲနေပေါ့နော်ကျွန်တော်တို့ကိုယ်တိုင် spin လဲပြီးတော့ဒီ don ပေါ့မယ် usdt ပေါ့မယ် no no coin ပေါ့မယ် usdc ပေါ့မယ် ပြီးလို့ရှင်ကျွန်တော်တို့ဒီ profit လောက်လို့ရတဲ့ဒီ ticket ပေါက်မယ် BND server တို့ web တို့ပြီးတော့ကိုယ်နဲ့အများကြီးပေါ့နော် spin တွေလည်းပေါက်မယ်အဲအလူမျိုးတွေပေါ့နော်အများကြီးဒီကိုယ်ခြိုက်တဲ့ကောင်ကိုကိုကကိုရဲ့ donkey power နဲ့ချိန်ပြီးတော့ဒီတူတက်မှတ်ထားတဲ့အဟံဒီငွေထုတ်တဲ့သူ minimum withdraw လုပ်ထားတဲ့ဟာတက်မှတ်ထားတဲ့ရောက်လို့ရှိရင်ကိုကထုတ်လို့ရပြီပေါ့နော် ။အဲဒီတော့ဒီလေးမစတင်မှာကျွန်တော် channel ကို like and subscribe လေးနဲ့ကုညီအားဖြည့်ပေးသွားကြပါအောင်။ပြီးတော့ကျွန်တော်ဒီ game တွေကိုဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးလေးပေါ်နေမှာပေါ့နော်။ဒီလိုမျိုးလေးပေါ်နေပြီဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒါ lottery ပေါ့နော်ကျွန်တော် spin လေးရမယ်နေရ။ spin လေးရမယ်နေရမှာလူကြီးမင်းတို့တော့ဒီလိုမျိုးကျွန်တော် spin တန်းလေးကိုမရှိသေးဘူးဖြစ်နေမယ်။အဲဒီတော့မရှိသေးတဲ့အတွက်အရင်ဆုံးကိုကဘာလုပ်ရမလဲဆိုတော့ စပင်လေးလာရဖို့အတွက်ပထမချက်ပေါ့နော်ကျွန်တော်တို့စပင်လေးလာရဖို့အတွက်ဒီက quest တွေကိုသွားလိုက်ပါဒီကမေးခွန်းရှိတယ်ဒီနားမှာဒီ quest လောက်လို့ရရကောင်ရှိနေမယ်ပေါ့နော်ဒါကျွန်တော်တို့လုတ်ပြီးလိုက်ပေါ့နော်ဒီတစ်ခုပဲကျွန်တော်မလုပ်ရရအဲ့ရနေပြီးတော့ကျွန်တော်တို့စပင်ရမယ်ဒါကတစ်ပိုင်းပေါ့နော်ဒါအဲဆိုလို့ရှိရင်ကျွန်တော်တို့ body ကိုပြန်ရမယ်အဲ့ဒီ quest တွေမှာကျွန်တော်တို့စပင်ရမယ်ဒါတစ်ပိုင်းဟုတ်ပြီနော် စပင်ရပြီဟုတ်ပြီစပင်ရပြီ ဲ့ဒီအလင်းစပင်ရနိုင်မျိုးနောက်တစ်တစ်ခုရှိရဲ့ဒီမှာကျွန်တော်တို့ရဲ့ my access ဆိုတာရှိရဲ့ my access ထဲကိုတွားလိုက်တွေ့ရင်ဒီမှာ member point card ဆိုတာရှိရဲ့ဒီမှာ n ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ဒီမှာဒါဆိုကျွန်တော်ဗီဒီယိုတွေကြည့်တာပါเนาะအဲဗီဒီယိုအပေါ်တုံးတယ်ဆယ်ဖို့အပေါ်တုံးတယ်ဆယ်ဖို့အဲဒီ15 second video လေးတွေပေါ့နော်အဲအကောင်လေးတွေဂျွန်ယာလေးတွေကြည့်ပြီးလိုက်တာပေါ့နော်ကျွန်တော်လေးကြည့်ပြီးလိုက်လို့ရှိရင်ကျွန်တော်ဘာရမလဲဆိုတော့ဒီက subscribe ရမယ် ပြီးရင်ကျွန်တော်တို့စပင်ရမယ်ပြီးရင် profile တက်ကြရမယ်အဲတော့ဒီတစ်ခုချင်းစီရဲ့အကျိုးတရားဟောကြီးကိုလည်းကျွန်တော်ရှင်းပြပါမယ်ပထမတစ်ခုကျွန်တော်စတားစတားကဘာလို့ဘာလို့ဒီစတားကိုကျွန်တော်တို့ကစူပါမှာလဲဆိုလို့ရင်ကျွန်တော်တို့ငွေထုတ်တဲ့ချိန်ရရင်ယူတက်မှတ်ထားတဲ့ဒီဘဝလေးရှိရပါတော့စတားလေးရှိရဒီဘလောက်ဆိုဘလောက်ဆိုပြီးတော့ပါမယ်အဲ့ဒါကိုကျွန်တော်နောက်ပိုင်းမှာပြောရပါမယ်အဲ့တော့ဒီမှာကျွန်တော်ရမှာဒီက ညဉ့်ကြည့်တာနေပြီးတော့စက်သားကြီးရမယ်စပင်လှည့်ဖို့အခွင့်ရရမယ်စပင်လှည့်လို့ရင်ကျွန်တော်တွန်ရိုင်ပေါ့လို့စပင်လှည့်ရမယ်စပင်ရမယ်ပြီးကျွန်တော် raw file တက်ကြရမယ်ဒီသုံးခုရမယ်ပေါ့နော်အဲဒါလေးကိုတစ်ချက်မှတ်တာပြပါအဲတော့ကျွန်တော်ရှေ့ကိုပြန်သွားလိုက်မယ်ပြီးရဆိုဒီမှာကျွန်တော်ဒီမှာစပင်ကျွန်တော်စပင်လှည့်ပြမယ်စပင်လှည့်လိုက်ပြီးစပင်လှည့်ပြီးဆိုဘာရမယ်အဲဒါဆို refer ရေကျွန်တော်တို့ refer profile ticket ပေါ့နော် profile ticket လေးကျွန်တော်တို့ဒါပေါက်လေး ရင်ထပ်ပြီးကျွန်တော်လှည့်ကြည့်လိုက်မယ်။ဘာပေါ့မလဲ။အဲဆိုဘုံပေါ်တယ်ဘုံပေါ်တယ်ဆိုရင်တော့ကျွန်တော်တို့စီရီကစတားစေကူကျွန်တော် PID ရပေါ့ပေါ့ပီကွင်စတားဆိုတွေဟုတ်ပြီ။အဲဒီမှာဆိုကျွန်တော်ဒီမှာတွန်ပေါက်ပြီ။တွန်ကိုတွန်တွန်ပေါက်ရင် USDT ပေါက်မယ်ကျွန်တော်တို့ USDC ပေါက်မယ်။အဲဒီမှာ0.01ပါတယ်ကျွန်တော်ရဲ့ balance က0.24ရှိနေပြီလက်ရှိမှာပေါ့နော်။ညမှာမကလေးကိုမနေဖ ೇನೆ ကျွန်တော်ဒီ spin account ကိုကျွန်တော်ထပ်နေလိုက်မယ်။ အဲ့ဒါဆိုပါပေါ့လေဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆပင်လှည့်ရမယ့်နေရာနီးကိုကျွန်တော်တို့ဓာရီပေါက်မယ်ဆိုတော့တစ်ချက်ပြီးသွားပြီပေါ့နော် Okay ဟုတ်ပြီအဲ့ဆိုကျွန်တော်ထပ်မလှည့်ကျွန်တော်ဆိုတော့ဘီနာလောက်ကိုတစ်ချက်ထောက်လိုက်ပါ Okay အဲ့ဆိုလို့ရှိရင်ဒါဆပင်လှည့်နေရာဒါဆပင်လှည့်နေရာပြီးသွားပြီဆိုလို့ရှိရင်ဒီနားမှာကျွန်တော်တို့မှာ reflect buffer ဆိုတာရှိတယ်အဲ့ဒီ buffer ကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီ buffer ကကျတော့ကျွန်တော်တို့ရဲ့ဒီ ဒီကောင်ကနော်ကျွန်တော်ခုနဘုံပေါက်လို့ရှိရင်ကျွန်တော်တို့ဘုံပေါက်လို့ရှိလို့ရှိရင်ကျွန်တော်ရဒီကအောင်လို့သွားအဲ့ဒီကောင်ကိုကျွန်တော်တို့ဒီ refer ticket နဲ့ကျွန်တော်ကယူလို့ရရပေါ့နော်အဲ့ဒီဒီဘုံပေါက်ဘုံပေါက်လို့ရှိရင်ယော့သွားတဲ့ကောင်ကိုနော်ဒီကောင်ကဒီ P ဆိုရဲအင်းအဲ့ဒီကောင်လေးကိုကျွန်တော်ကယူလို့ရရဲအဲ့ဒါ refer နဲ့ကျွန်တော်တို့ဒီမှာ refer လုပ်လိုက်လို့ရှိရင်ကျွန်တော်ရမြင်ပါပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ထဲကဘာနှုတ်ပါမလဲဆိုတော့ကျွန်တော်တို့ဆိုရမယ်မိကွန်းဒီမှာအဲမှာဖြေထားတယ်ကျွန်တော်တို့ဒီကကျွန်တော်တို့ရဲ့ ဒီ my asset ထဲမှာအော် sorry အဲ့ဒီ my asset ထဲမှာဒီမှာဖြည့်ထားတဲ့အဲ့ဒီပေါ့ပေါ့နော်ဒီကဒီကဒီစတာတော့ကျွန်တော်ယူအောင်ပေါ့နော်ဒီနာနိုဂရဖာကိုတော့ဒီအဝါဒီဂရဖာကိုတော့လောက်ရှင်လဲပေါ့မလောက်ရှင်လဲမလောက်ရှင်ပေါ့နော်ဒါကျွန်တော်ကျွန်တော်တိတ်မလောက်ဘူးနော်ကျွန်တော်ရဆန်းလို့ဆန်းကြည့်တယ်ဂရဖာကိုတော့ကျွန်တော်တိတ်မလောက်ဘူးအင်းကဲဆိုတော့ဂရဖာပြင်ပြီး ီရဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘူးလက်ရှိကျွန်တော်ရတဲ့ဟာကြီးမှာ USD ဆိုကျွန်တော်2.4စရထားပြီ member claim လို့อ่ะ member claim လို့อ่ะမဆိုပါလို့ဆိုတော့ငွေထုတ်ဖို့အတွက်ကျွန်တော်က member claim လို့อ่ะအဲအဲ member claim ဒါဆိုရင်ကျွန်တော် USD 2.4စရှိ USD ဆို0.49စရှိပြီတော်ဆိုရင် view point 24ရှိပြီဟုတ်ကဲ့ဆို USD နဲ့တွန်းကိုကျွန်တော်ပြမယ်ပေါ့နော် USD 2.4 cc ဟုတ်ပြီ member claim လုပ်မယ် member claim လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ရေဒီမှာ 0.2 USD ထုတ်မယ်ဆိုလို့ရှိရင်ချက်သား2000ပေါ့နော်ချက်သား2000ဆိုတာဒီ peak cash 2000ဘာကျွန်တော်တို့ရဒီမှာဒီနားမှာ next လေးပြန်ရအရရဆိုတဲ့ဘောပေါ့နော်ကျွန်တော် peak cash 2000ဒီမှာကျွန်တော်မှာ2300ရှိတယ်ဒါဆိုလို့ရှိရင်ကျွန်တော်က0.2 USD ထုတ်ရ0.2 USD ကိုထုတ်မယ်ဆိုလို့ရှိရင်ချက်သား6000မှာထုတ်လို့ရမယ်အဲဒီမှာ execution manpower point ဆိုပြီးပြန်နေ USD 2ဒေါ်လာကိုထုတ်မယ်ဆိုလို့ရှိရင်ဒီချက်သား2000ရှိရမယ် အဲ့စကားလေဒီဂိမ်းကြီးကပဲရှားတာပေါ့နော်ကျွန်တော်ငါမအမီရနေပြီးတော့ဝဲထွင်းနေကြရလဲမလို့ရေပေါ့နော်ကျွန်တော်ရဲ့ member point consume ပေါ့နော်အဲအဲ့တော့ဒါဒါက member claim လုပ်တဲ့နေရာပေါ့နော်အဲဆိုဒါ USDT 0.2ထုတ်မယ်ဆိုရင်ကျွန်တော်မှ pay cash 2000 member point 2000ရှိရမယ်2000ရှိရမယ်ပေါ့နော် USDT 0.2ထုတ်မယ်ဆိုရင် pay cash 6000ရှိရမယ် USDT 2000ထုတ်မယ်ဆိုရင် pay cash 2000ရှိရမယ်ကျွန်တော်မှတော့ USDT ရကျွန်တော်က ဟို2ပိုင်ဟိုရှိနေ2ဒေါ်လာတော့ထုတ်2ဒေါ်လာတော့ထုတ်ရှင်ထုတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်မှာ pay gas က2000ကျော်ပဲရှိတယ်။အဲ pay gas က2000ကျော်ပဲရှိတယ်ဆိုတော့ဒီမှာ2000ဆိုတော့ကျွန်တော်2ဒေါ်လာတော့ထုတ်မရဘူးเนาะကျွန်တော်ထုတ်ရှင်ဒီ0.2ကိုပဲကျွန်တော်ထုတ်ရမယ်။ Okay ဆိုတော့တွန်တွန်လဲဒီလိုပဲဗောနော်တွန်ဒီမှာရှိတဲ့အဲဆိုရင်ကျွန်တော်မာမာကလေးအောင်တစ်ချက်လေးလိုက်မယ်။တို့မမကလင်းလို့လို့ရရည်ဆိုလို့ရင်တို့ဒီနားမှာဒီပါအနည်းစားကလင်းနဲ့ပေါ့ရင်ပေါ့နော်အောက်ကောင်နေဆိုလို့ရင်ဒီမှာ ရေးပေါ့နော်ဒီမှာ copa တို့ saver တို့ web တို့အဲ tone star တို့ပေါ့နော် and for node တို့ဒါတွေကကျွန်တော်လုပ်လို့မရဘူးပေါ့အဲဆိုဒီမှာကျွန်တော် tone ကိုပြမယ် tone မှာ marketing လုပ်လိုက်မယ် tone မှာကျွန်တော်0.015 tone တွေစပြီးထုတ်လို့ရတယ်ဒီ1015 tone ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်က bigas 600ရရှိရင်စတာလို့ရတယ်ကျွန်တော်ဒီ0.015ကိုကျွန်တော်ထုတ်လို့ရတယ်0.15ကိုထုတ်မယ်ဆိုလို့ရှိရင် bigas 6000ရှိမှာကျွန်တော်ရမယ် ပြီးရင် video wifi တုံထုတ်မယ်ဆိုရင် peak gas 2000ရှိမှကျွန်တော်ထုတ်လို့ရမှာပေါ့နော်ဒါတော့ကဲတော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာအဓိကကျွန်တော်တို့ဒီဒီဟိုးစပင်းပေါက်တာနေပြီးကျွန်တော်တုံနေ USB ရတာမြင်အဓိကကျွန်တော်ဒီဖြစ်နေတဲ့ဒီစတားတွေကိုတိတ်ပြီးမတုံးပါကျွန်တော်ခုနပြောလို့ refer refer ကို အဲ့တိတ်မလုံးနဲ့ပေါ့နော်ဒီ daily rain ဘာညာလောက်ထား refill လေးတွေရှိရဲ့အဲ့ refill လေးပဲလို့ပေါ့နော်တခြား refill ရောမလုပ်ပါနဲ့အဲ့တော့ကျွန်တော်တိတ်အောင်ပြီးတော့အဲ့ refill လုပ်လို့ရှိရင်ကျွန်တော်ရဲ့ဒီမှလက်ရှိရှိနေတယ်ကျွန်တော်ဒီ slide ရောက်တော့မယ် slide ရောက်သွားလို့ရှိလို့ရှိရင်ကျွန်တော်ကဒီ member point ပေါ့နော် member point star ပုံစံမျိုးဆိုကျွန်တော် star လို့ပဲပြောရတယ်ကျွန်တော်ရဲ့ member point ရောက်သွားလို့ရှိရင်ကျွန်တော်ဝေထုတ်တဲ့နေရာကြလို့ရှိရင်အခက်အခဲဖြစ်နေမှာပေါ့နော်အခုဆိုလက်ရှိဆိုကျွန်တော်0.15ထုတ်ရပြီဒါပေမဲ့ကျွန်တော် ဒီ0.05ထုတ်လိုက်ဒါမဲ့ကျွန်တော်0.15အဲကျွန်တော်မှကျွန်တော်0.15ရှိတယ်ကျွန်တော်မှ0.2လောက်ရှိတယ်ကျွန်တော်0.2ဆိုကျွန်တော်ထုတ်လို့ရဒါမဲ့ကျွန်တော်ဒီ bigger 6000ကျွန်တော်ရအောင်တော့ဦးမယ်ဟို bigger 6000ကျွန်တော်ဘာ brand နေရနိုင်မယ်ကျွန်တော်ခုနပြောလို့ဒီမှာမိမာရှိတယ်ဒီ n နေရနေပြောတော့နော်သူကတရက်တစ်ခါဒီမှာကျွန်တော်ကြောင်ညာရေးကြည့်ပြန်ပြီးလေအေးရနေပြီးတော့ကျွန်တော်စတားကြီးရှာလို့ရမယ်စပင်နေရှာလို့ရမယ်ဒီစတားကြီးရှာလို့ရမယ်ပေါ့နော်ကဲအဲ့ဒါ ဒီငွေထုတ်တဲ့အပိုင်းเนาะပြီးတဲ့ပြီးလို့ရှင်ဒီကမှာကိုရဲ့ဒီဟိုတောင်းဝန်လက်စီကိုလည်း connect လုပ်ထားပါပြီးရင်ဒါကတော့ဒီ question question ပါလေကျွန်တော်တို့ဒီ submit လေးကိုအချိန်ရေးရမယ်ပြီးရင်ဒါ verify verify နေရာမှာကတော့ကျွန်တော်တို့ဒီဒီ free user နဲ့ဒီ Telegram premium user နဲ့ပေါ့နော်နှစ်ခုပဲပေါ့နော်ရိုးရိုး Telegram ဒီ free user တွေကတော့ free user တယောက်ကိုပိုင်းမယ်ဆိုလို့ရှင် 3စပင်နဲ့ကျွန်တော်တို့ refractive gap တစ်ချိန်ရမယ်ပေါ့နော်အဲ့ refractive gap ကဘာရလဲဆိုတော့တေဒီယန်စတားရတယ်တေဒီယန်စတားစီရတယ်ပဲလို့ချင်တော့ပေါ့နော်တေဒီယန်စတားစီရတယ်ပြီးရင်ဒီတေဒီယန်ပီမီယံကိုခမဲဆိုရင်တော့ cell line နဲ့ two refractive gap ရမယ်ဒီအဲ့လိုမျိုးပေါ့နော်ဒီပြီးရင်ကျွန်တော်ဒီမှာမိမှာသွားပြအောင်ဆိုဒီမှာကျွန်တော်မှာတေဒီယန်စတားနှစ်ခုရှိတယ်အဲ့မျိုးပေါ့နော် ဒီလေကန်စတာလေကော်တကယ်လုံးမရရကျွန်တော်တွန်းနေပါရင်မထုတ်ချုံဒီရန်စတာပဲကော်လုံးမှဆိုရင်တော့ဒီ referral referral လောက်တာဟုတ်လောက်ကြည့်ပေါ့နော် icon လေးပြတေးကန်စတာဒီမှာပေါက်တယ်ပေါ့နော်ဒီစုကူလေးရနေပြော့အဲအဲ့လိုအဲ့လိုတော့မျိုးနဲ့ကျွန်တော်ဒါ referral လောက်တာပေါ့နော် referral ticket ကအဲ့ညမှာတုံးပြီလားပါ တော့ ticket ကလည်းကျွန်တော်ဒီ spin လဲနေရတဲ့နေပြီးကျွန်တော်တို့ဒီ spin လဲနေရနေပြီးကျွန်တော် ticket ကလည်းကျွန်တော်ပေါက်နိုင်မှာဘူးဆိုဒီမှာကျွန်တော်တို့ ticket ပေါက်ပဲပေါ့နော်။အဲဒါတော့အဲ့ဒီ ticket ကကျွန်တော်တို့ file ထဲမှာတွားပြီးအသုံးပြုပါလား။အဲအဲ့ဒီတော့လေးပါဒီကောင်လေးကလည်းအဆင်ပြေပါတော့အဲကိုငွေထုတ်မယ်ဆိုလို့ရင်ဒီ my asset တွေကိုကောက်လို့ရရင်မီးတွေကိုလည်းတောက်လို့ရရင်ကျွန်တော်ကပြောလို့တွန်အောင်ထုတ်မယ်တွန်အောင်ထုတ်မယ်ဆိုလို့ရင်ကျွန်တော်0.015ကနေထုတ်ရတယ်ပုံမှန်ဒီမှာဒီ member point ဒီက ဒီက member point ပေါ့နော်ဒီ member point 600ရှိဆိုလို့ရှိရင်0.015 0.015တုံးစားထုတ်ရပြီ0.15ထုတ်ခြင်းလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ member point 6000ရှိမှရမယ်0.5ထုတ်ခြင်းကျွန်တော်ရဲ့ member point 2000ရှိမှရမယ်ဒီဒါလေးပါအဲ့တော့ဖေးရရပါတယ်ဆော့ကြည့်ပါပြီးတော့ဒီ gain ရဲ့ link ကိုလည်းဒီ profile ရဲ့ comment အောက်မှာကျွန်တော်ချပေးထားပါမယ် Sony Live ပါကြည့်ပေးတဲ့တယောက်ချင်းနေအောင်ကြည့်လို့တင်ပါရဲ့နောက်ပြီးဒီမှာပြန်လည်ဆုံးပြပါမယ်ခင်ဗျာ